်မင်္ဂလာပါရှင်ကိတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် မြန်မာငွေလင်းအခြေအနေနိုင်ငံတကာမှာသတင်းလာယူခွင့်စစ်ကောင်စီခွင့်မပြုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။လူပေါင်းထောင်ချီတည်ဆောင်ပေးမိနေစေဖြစ်တဲ့မြန်ငလင်းနဲ့ပတ်သက်ပြီးနိုင်ငံတကာမှာသတင်းတတွေကသတင်းရယူနိုင်ဖို့အတွက်တောင်းဆိုနေမှုတွေကို စစ်ကောင်စီကမလ30ရက်နေ့ကညှင်းဆိုလိုက်ပါတယ်။အင်အား9တသမ9နဲ့အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပြည်စည်းဆုံးရှုံးမှုကြီးမားတဲ့ငလင်းအခြေအနေကိုနိုင်ငံတကာသတင်းဌာနတွေကမြန်မာနိုင်ငံတွင်ကိုလာရောက်ကသတင်းရယူခွင့်တောင်းဆိုနေကြခြင်းဖြစ်ပြီးစစ်ကောင်စီဘက်ကပင်ချလိုက်တာဖြစ်ပါတယ်။လက်ရှိ အခြေအနေများရှိလျက်စီမီနဲ့ဟိုတယ်များမရှိတာကြောင့်လို့ဆိုပြီးနိုင်ငံတကာမှသတင်းထောက်တွေရဲ့တောင်းဆိုမှုကိုစစ်ကောင်စီဘက်ကပယ်ချလိုက်တာပါလာရာနေတာတင်းတာကိုတာထိုင်တာသွားတာလာတာအစမပြေနိုင်ပါဘူးဒါလေးကိုတော့အားလုံးသိရှိထားစေချင်ပါတယ်လို့မလာ30ရည်ညပိုင်းကသတင်းဌာနတချို့ကိုပေးပို့တဲ့အသံဖိုင်မှာစစ်ကောင်စီပြောခွင့်ရဆောင်မင်းထွန်းကပြောပါတယ်စစ်ကောင်စီဘက်ကဒီလိုအကြောင်းပြန်ကြားချက်တွေပေါ်နိုင်ငံတကာမှသတင်းတောက်တုံးကစစ်ပွဲတွေဘီအန်နီရီကြားမှာသတင်းရယူပြီးသတင်းတင်ဆက်နေကြတဲ့သတင်းသမားတွေကိုစစ်ကောင်စီကအကြောင်းပြချက်ပေးတဲ့ ချက်တွေပေါ်ကိုနားမလည်နိုင်အောင်ဖြစ်မိရေကျွန်တော်တို့သတင်းသမားတွေကအဲ့ဒီလိုကိစ္စတွေကိုခရုမဆိုင်ပါဘူးဖြစ်ပျက်နေတဲ့အမှန်တရားတွေကိုပဲကဘာကိုတင်ပြနိုင်ဖို့အရေးကြီးပါတယ်လို့မှတ်ချက်ပေးပါတယ်မြန်မာမှာငလျင်ကြီးလောက်ခတ်ပြီး2ရက်48နာရီကြာမလ30ရက်နေ့မှာတည်ဆောင်းသူဦးရေဆက်လက်မြင့်တက်လျက်ရှိပြီးမန္တလေးနေပြည်တော်နဲ့ပဲခူးတို့မှာနောက်ဆက်တွဲငလျင်ငယ်များလောက်ခတ်နေစဉ်ဖြစ်တယ်လို့သိရပါတယ် ဆက်လက်ပြီးရန်ကုန်မှာတင်ရက်လေး2နာရီသာအလဲကြလျက်စင်မီရရှိတော့ပြီး၃ရက်လုံးဝပြတ်တောက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာတင်ရက်လေး2နာရီသာအလဲကြလျက်စင်မီရရှိပြီး၃ရက်လုံးဝပြတ်တောက်နေကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မလ28ရက်နေ့မှာမန္တလေးမြို့ကိုဗဟိုပြုပြီးအင်အား9.8အစင်းရှင်အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်ပြီးတဲ့နောက်မလ29ရက်နေ့ကစပြီးတင်ရက်လေးရန်ကုန်တိုင်းတင်ရှိမြို့နယ်များကိုအုပ်စု6စုခွဲပြီးတအုပ်စုနယ်၄နိုင်နယ်လျက်စင်တာပြီးနိုင်တော့မှာဖြစ်ကြောင်းရန်ကုန်လျက်စင်တာ ာအပီကော်ပိုရေးရှင်းကဆိုပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာရန်ကုန်မြို့မှာတင်းရက်လေးနှစ်နိုင်ခံသားလင်းရဲစင်မီအလေကြာရရှိပြီးတုံးရီတွေပါပြတ်တောင်နေတာဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်ရန်ကုန်မှာလက်ရှိကတော့ငလင်းလုတ်ပြီးနောက်ပိုင်းတုံးရီမရတော့ဘူးမိက၄နိုင်ဆိုတာကလည်း၄နိုင်ပြီးမရဘူးနှစ်နိုင်လောက်ပဲရတယ်တချို့နေရာတွေနှစ်နိုင်တောင်မီမရဘူးတိုက်ခန်းတွေဆိုပိုဆိုးတယ်လို့ဒေသခံတအုပ်ကပြောပါတယ်မြင်းငလင်းတန်းကြောင့်တန်းအားထုံလို့ပိုလို့လျက်ရှိရင်တအားပေးဆက်ရုံခွဲရုံနဲ့တအားလိုက်များတက်လို့ပစ္စည်းများချုပ်ရင်းပစ္စည်းမျိုးတွေဖြစ်ပေါ် ေါ်ခဲ့ပြီးတအားချိတ်ဆက်ပို့လို့ခြင်းမရှိစဉ်ကာလအတွင်းတန်ငွေတအားပြီးစက်ရုံတွေကတအားထုတ်လုပ်ပြန်ပြူနိုင်ဖို့ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိကြောင်း WESC ကထုတ်ပြန်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် ပေါ်လက်ခဲမျိုးတိန်တိုက်ပွဲမှာစစ်တပ်ဘက်မှပုံမှုမျိုးမင်းသူအပါဝင်စစ်သားများပြားတိဆုံပြီးစစ်တုံးဘန်းနှင့်လက်နက်ခရဲများဖမ်းဆီးတိမ်ပိုင်ရရှိရဲကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်ပေါ်လက်ခဲမျိုးကိုအပိသက်တိမ်ပိုင်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်မှပုံမှုမျိုးမင်းသူပါဝင်စစ်သားများပြားတိဆုံကစစ်တုံးဘန်းလက်နက်ခရဲများနဲ့တိမ်ပိုင်ရရှိထားကြောင်းကရင်စီရေးချုပ်ပုံမှုကြီးဖုန်နိုင်ကပြောကြားခဲ့ပါတယ်။မလ19ရက်ကစပြီးပေါ်လက်ခဲမျိုးရှိစစ်ကောင်စီရဲ့လက်ချတက်စကန်တုံးကိုအပိသက်တိမ်ပိုင်နိုင်ဖို့အတွက်ကရင်နီတော်လိုင်းတပ် ပေါင်းစုဖွဲ့တွေကစစ်ကြောင်း၃ကြောင်းနဲ့ဒုစစ်စင်တိုက်ခိုက်လျက်ရှိရာနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းအကြမ်းဖက်စစ်တမပုံမှုမျိုးမင်းသူပါဝင်စစ်သားများပြတိဆောင်ပြီးစစ်တုံးပန်းများလက်နက်ခဲရများသိမ်းပိုက်ရရှိထားကြောင်းသိရပါတယ်။စတာကတော့တပတ်လောက်ရှိရင်စည်ရင်စရာတော့မပို့လာသေးဘူး။ဒါပေမဲ့တည်ဆုံတန်ရရထားတာလက်နက်ခဲရတချို့လည်းသိမ်းဆည်းရရှိထားတယ်။အတိအကျတော့မရသေးဘူး။စစ်တွေအခက်ခဲဖြစ်လို့တူတူငါငါချနေတော့ပို့ဖို့ကလည်းအချိန်မရသေးဘူး။တိုက်ပွဲကဆက်ဖြစ်နေတဲ့ရအောင်လုပ်မယ်လေအပီးသိမ်းလိုက်မယ်မဟုတ်ရင်ရှုပ်တဲ့ ်ကျွန်တော်တို့ကအကိုင်းလိုက်ဖြတ်တော့စည်ရေးကြတယ်လေအခုကပင်းရင်ဖြတ်လိုက်မလို့လို့ကင်းရီစည်ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ်ဘောလက်ခဲမှာစစ်ကောင်စီတပ်ကတိုင်ရင်တုံးရင်အထိုင်ချထားပြီးရဟန်းရင်နဲ့စစ်အင်အားများပြားလဲထပ်မံဖြည့်တင်းထားကြောင်းဒါကြောင့်အပိသက်သိမ့်ပိုင်နိုင်ဖို့အတွက်ကင်းနီတော်လိုင်းတပ်ပေါင်းစုမှစစ်ကြောင်းတုံးကြောင်းနဲ့ထိုးစစ်စင်တိုက်ခိုက်နေတာဖြစ်ကြောင်းသိရပါတယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရတာတော့ရှိနေတချို့ကြတော့လည်းရှိမယ်ဒါပေမဲ့အသေးစိတ်ကတော့မရသေးဘူးကျွန်တော်တို့ကစစ်ကြောင်းတုံးကြောင်းနဲ့တက်နေတဲ့ဝိုင်းပြီးတော့ဖြတ်ဖို့အလုံးလုံးနေပါ ါတယ်အဲ့ဒါတော့ဘယ်အချိန်ပြီးမလဲမသိဘူးရှားတော့ကြတော့တလနီးပါးလောက်ကြာပြီးမှပြီးတယ်ရှားတော့ပြူဟာကအခုပေါ်လက်ခဲပြူဟာတော့တရင်သုံးရင်ထိုင်ထားတာကိုတရင်သုံးရင်ဆိုတော့လူများမလားလူတော့တိတ်မရှိတော့ဘူးထင်တယ်ဒါပေမဲ့ဟက်စကီးနဲ့လာချတာတော့ရှိတယ်ဒါပေမဲ့ဒီနောက်ပိုင်းတော့မလာနိုင်တော့ဘူးထင်တယ်လို့ကေအေစီရေချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ်စစ်ကောင်စီတပ်ဖြွားစခန်းမှာပြည်သူလူထုနေထိုင်ရာရှက်ွက်တွေအတွင်းလက်နက်ကြီးတွေနဲ့ရှမ်းသံပစ်ခတ်မှုရှိတာကြောင့်ဖော်လခဲမျိုးနေပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ် ဆလပီတန်ရမ်းမှာကြားဖြန့်တဲ့ပတ်သက်မှုကြောင့်ဖန်စီခံရတဲ့ရာမခတိုင်မှုဟောင်းဘိုးကျုံမြင့်ကျော်ထွန်းကိုစစ်စေးရမှာမူးယစ်စင်းနဲ့လက်ရက်တန်ယူမှုတွေပါပေါ်ပေါက်ပြီးပြည်ငိမ့်စံကားလိုက်နဲ့ကားများပါပိတ်သိမ်းအရေးယူခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့မှာတရုတ်ကြားဖြန့်ငွေလင်ခိုင်းများနဲ့ပတ်သက်မှုကြောင့်ဖန်စီခံရတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရာမခတိုင်မှုဟောင်းဘိုးကျုံမြင့်ကျော်ထွန်းကိုစစ်စေးရမှာမူးယစ်စေဝါနဲ့လက်နက်တန်ယူမှုတွေပါပေါ်ပေါက်လာပြီး၎င်းနဲ့ပတ်သက်တဲ့ပြည်ငိမ့်စံကားလိုက်နဲ့ကားတွေကိုပါ စစ်ကောင်စီကပိတ်ပင်သိမ်းယူလိုက်ကြောင်းသတင်းအရင်းမြစ်တွေကပြောပါရယ်ကိုကန့် MND ရဲ့တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့်တိုင်းစစ်ဌာနချုပ်လက်ကင်မရှိရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဟောင်းဘိုချုပ်မြင့်ကျော် တိုင်းဦးစီချုပ်ဘိုမူကြီးထွန်းနိုင်စိုးအပါဝင် ထိတ်တန့်စစ်အရာရှိ၅ဦးကိုဖေဖော်ဝါရီလအတွင်းစစ်ကောင်စီကတရုတ်ကြားဖြန့်ခိုင်းများမှငွေယူမှုနဲ့ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း အဲဒီနောက်တိုင်းဦးစီးချုပ်ဘူမူကြီးထွန်းနိုင်စိုးမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ကြ။အဲဒီနောက်ရခိုင်တိုင်းမူဟောင်းဘူကျုံမြင့်ကျော်ထွန်းနဲ့တန်ရံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဘူမူနေလွန်းတို့ကမွေးရည်စေဝါနဲ့လက်နက်သိမ်းယူမှုတွေမှာပါဝင်ပတ်သက်နေကြောင်းထပ်မံပေါ်ပေါက်လာကြောင်းသိရပါတယ်။အဲဒီလိုပေါ်ပေါက်လာတဲ့အတွက်၎င်းတို့နဲ့ပတ်သက်တဲ့ပြည်ငိမ့်ဆန်ကားလိုင်းနဲ့ကားများအလုံးကိုစစ်ကောင်စီကသိမ်းယူလိုက်ကြောင်းအဆိုပါပိတ်သိမ်းအရေးယူမှုကိုရမခတိုင်းမူအသေးဘူမူကျုံအင်မင်ဦးကဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါတယ်။တန်ရံမြို့မှာပြည်ငိမ့်ဆန်ကားကိန်းကိုလက်ရှိရမခတိုင်းမူ ူဗိုလ်မှူးချုပ်အေမင်ဦးကလိုင်းဆွဲနေတဲ့ Express ကာရီနဲ့ရောအကုန်သိမ်းလိုက်ပါပြီတန်ရန်ကနေရန်ကုန်ကိုမူရင်စေဝါနဲ့လက်နက်တွေကိုအမြဲတမ်းတိုက်ဆောင်ပေးနေတာကာလိုင်းကအရင်ရှာမခတိုင်မူဗိုလ်ချုပ်မြင့်ကျော်ထွန်းနဲ့အစဉ်ပြေတော့တိုင်မူကိုလှဆင်နာလိုက်ဆက်ကြည့်ပြီးတဲ့တန်ရန်မျိုးနဲ့ဥက္ကဋ္ဌဗိုလ်မှူးနေလင်းကပါပါဝင်ပတ်သက်နေတော့ပြည်ငင်းစံကိတ်ကိုဘယ်သူမှမထီရဲဘူး တန်ရန်မှာလည်းပထမဆုံးစာဆွဲတဲ့ expert guideline ကလည်းပြည်ငင်းစမ်းပဲအဲ့ဒီကိကအရင်ကလေးကမွေးရစေးဝါးတွေတဲနေတာလူတိုင်းသိတယ်ခဏခဏလည်းမိတယ်တိုင်မှုနဲ့မဆာဖာဥက္ကဋ္ဌကိုပိုင်တော့ဘသူမှမပြောရဲကြဘူးအခုကတိုင်မှုအစ်တကချက်ချင်းအရေးယူတာအခုပြည်ငင်းစမ်းကားကိတ်ကိုလည်းပိတ်တယ်ကားရီလည်းတိမ့်နေလက်ရှိတန်ရန်ကိတ်ပိုင်းကလူတွေတော့ထွက်ပြေးနေတယ်တောင်ကြီးကိတ်မန္တလေးကိတ်ရန်ကုန်ကိတ်တွေလည်းအကုန်ပိတ်ပြီလို့တပ်သတင်းအရင်းမြစ်တွေကပြောပါတယ်ဒါပေမဲ့မွေးရစေးဝါးနဲ့လက်နက်သင်ယူမှုတွေမှာပါဝင်ပတ်သက်နေတဲ့တန်ရန်မျိုးနဲ့စီမံအုပ်ချုပ်ရေးဘဝဥက္ကဋ္ဌ ပုံမှုနေလင်မှာတော့အရေးယူခံရခြင်းမရှိကြောင်းပုံမှုနေလင်ကပို့တင်တဲ့အမှတ်စဉ်46ကျောင်းစင်းဖြစ်ပြီးလက်ရှိတန်ရန်ပြူဟာမှုအသည့်နဲ့တပတ်စဉ်နဲ့မိတ်ဆွေတွေဖြစ်ကြောင်းတိုင်မှုအသည့်ပုံမှုချုပ်အေမင်ဦးကိုတန်ရန်ပြူဟာမှုအသည့်ကပုံမှုနေလင်နဲ့ပတ်သက်ပြီးအာမခံခဲ့တဲ့အတွက်လွန်မြောက်လျက်ရှိကြောင်းသိရပါရယ်လက်ရှိမှာတန်ရန်မှာရွှေလာရှိုးမိုးထအားကစာသဖြင့်ကားလိုက်နေမှာလဲဆက်လက်လဲပတ်နေစေဖြစ်ကြောင်းတန်ရန်အခြေဆိုင်ကားလမ်းများမှာစစ်တပ်ရဲ့ကြောတောင်နောက်ခံပေးမှုနဲ့ဝင်းရစီလက်နက်နဲ့တရားမဝင်ပစ္စည်းတန်ရန်မှုတွေနဲ့တနည်းတပုံပေါ ဝင်ပတ်သက်လျက်ရှိကြောင်းသိရပါတယ်။တန်ရန်မှာကြားဖြန့်ဝင်လင်ကိုင်းများကိုစစ်ကောင်စီကဖမ်းဆီးအရေးယူစစ်ဆေးခဲ့ရမှာရခင်တိုင်မူဟောင်းပို့ချုပ်မြင့်ကျော်ထွန်းကလက်ငွေယူခွင့်ပြုခဲ့တယ်ဆိုတဲ့စစ်ဆေးမှုရှာလတ်တွေအရအရေးယူခဲ့ကြောင်းတိုင်ဦးစီချုပ်ပုံမှုကြီးထွန်းနောင်စိုးကတော့စစ်ကောင်စီအတွင်ရင်မှုပို့ချုပ်ကြီးအောင်လင်းတွေရဲ့တူတော်ဆက်တဲ့အတွက်ပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့စကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းတန်ရံမြို့မှာအွန်လိုင်းအသုံးပြုပြီးငွေလိမ်လုပ်ငန်းလုပ်ကင်နေသူတရုတ်နိုင်ငံသား16ဦးနဲ့မြန်မာနိုင်ငံသား29ဦးတို့ကိုငွေလိမ်လုပ်ငန်းလုပ်ကင်ရမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့တူဖမ်းဆီးရရှိကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရံမြို့နယ်မိုင်းဟာဒေသအတွင်းတရားမဝင်အွန်လိုင်းလောင်းကစားနဲ့ကြားဖြန့်ငွေကြေးလိမ်လည်မှုဆောင်ရွက်နေတဲ့တရုတ်နိုင်ငံသား21ဦးကိုဖမ်းဆီးရမိကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိ ပါရှင်။